။မူမာလာ16ရက်ခုနှစ်သောင်းဒီအားလုံးအတွက်တနေ့တာဟောင်းစံလေးဖြစ်ပါလေကြာ။မိတ်ဆွေခုနှစ်သောင်းဒီပေါင်းအင်းကြငင်းချမ်းတာယာရှိနိုင်ကြပါစေ။မိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လိုက်လေလေဆုတောင်းမြတ်တာပို့တာအပ်ပါရခင်ဗျာ။ဒီနေ့2025ခုနိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့တနေ့သာအတွက်တနေ့တာဟောတယ်လေး ဖြစ်ပါတယ်ကြာဒီနေ့ဟာခုနှစ်သားသီးမိတ်ဆွေညာအနေနဲ့စံစီစေးစားရောင်းဝယ်ဖောက်ကားခြင်းအလုပ်တွေမြေပဲပြောင်းဖုတ်အဝယ်ရောင်းကိစ္စတွေဝယ်စားလုပ်ငန်းပညာရေးလုပ်ငန်းစောက်လို့ဆိုင်ရာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ကြာဒီနေ့အတွက်ကန်လျားရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အဝါရောင်းနီးညွရောင်းများများပါတဲ့အဝယ်စားသုံးဆောင်တွေကိုအားပြု ဝိစဉ်သုံးဆွဲတင်ပါတယ်ဒီနေ့တနေ့သာအတွက်ကံကောင်းလက်ရှင်စီတဲ့ကနန်းတွေနံပါတ်တွေကတော့၅ကနန်း၃ကနန်းလို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာပဲရောင်းရင်ရောင်းရင်ကိုယ့်ရဲ့လုပ်ငန်းလုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုမှန်လေးတစ်ချက်နဲ့အစဉ်ပြေရာကြည့်မှန်လေးပေါ့ဗျာသေးသေးကြည့်ကြည့် မှန်လေးတစ်ချက်နဲ့သူ့ခောက်ပြီးတော့ဆူတောင်းတင်ပါတယ်တအားခောက်ရင်တော့မှန်ကွဲမယ်နော်မှန်ကွဲအောင်တော့မခောက်ကြည့်ပေါ့ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူ အပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ပေါ့စီစမှုသာဘိမုတ်အတမျိုးမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှစ်ပါးကျမ်းမှာချမ်းသာပြီး ကောင်းကျိုးလိုရာစံတာများလဲပြေဝတော်မူနိုင်ကြပါစီခင်ဗျာ